မြန်မာပြည်မှာရှိနေတဲ့ပါတာယူသာသနာယူတွေကိုလည်းကျမလေးပြောချင်တယ်သိလားရှင်တို့အယူတာတွေခဏဖယ်ထားလိုက်စမ်းပါဒါကလေအခုကလေ AI ခစ်ကိုရောက်နေပြီကျမတို့ခစ်ကြီးကအမျိုးမျိုးတိုးတက်ပြောင်းလဲပြီးတခြားနိုင်ငံတွေကသူတို့စီးပွားရေးအတွက်သူတို့တိုးတက်ဖို့အတွက်ကိုပဲအမျိုးမျိုးလုပ်နေကြပြီဒီဘာသာသနာတွေကဒီလောက်ကောင်းနေမှာမရှိကြတော့ဘူးเนาะတိုင်းပြည်တပြည်တိုးတက်တဲ့အခါဘာသာသနာကအရေးမကြီးတော့ဘူးလူမျိုးရေးဆိုတာလည်းအရေးမကြီးတော့အမေရိကန်မှာလည်းလူမျိုးတွေနဲ့လူမဲ့ အရင်တော့ဒုက္ခတွေရောက်ခဲ့တာပဲပြဿနာတွေဖြစ်ခဲ့တာပဲအမျိုးမျိုးဟိုခွဲခြားခဲ့ကြတာပဲနော်အသားမဲတဲ့လူအသားဖြူကအသားဖြူတဲ့လူတွေကခွဲခြားတယ်ခွဲခြားတော့အသားမဲတဲ့လူတွေကဟာလာဟိုပြန်ပြီးတော့ဟိုတိုက်တဲ့အခါမှာပြန်ပြီးခုခံတဲ့အခါမှာရက်ဆက်ကြမ်းကြုတ်မှုတွေပေါ်လာတာပဲအဲ့ဒီအရာတွေကိုဖြေရှင်းဖို့အတွက်ဒီဘာသာရေးသာသနာရေးဆိုတာတွေကိုအယူအဆလွဲမှားတွေကိုရှော့ချပြီးတော့မှ အတူတကွနေထိုင်တဲ့အခါကျတော့ဒီဘာသာသာသနာကပြဿနာမဟုတ်တော့ဘူးပြဿနာကဘာလဲ သူတိုးတက်နေတယ်ငါမတိုးတက်ရင်ပြဿနာနော်ဟိုဘက်အိမ်မှာကားစီးနိုင်ပြီငါကားမစီးနိုင်ရင်ပြဿနာအဲ့ဒါကပြဿနာဖြစ်နေတယ်ကျမတို့တကယ်တမ်းကြာလို့ရှိရင်ကျမတို့လူအတိုင်းဝိုင်းတစ်ခုလုံးတိုးတက်ဖို့ဆိုတာဒါနဲ့ပဲပြဿနာဖြစ်နေတာဟုတ်လားစီးပွားရေးအတယောက်ကိုတယောက်ပို့ပြီးတော့ဘလို့စူးစမ်းရမယ်သူ့ထက်ကိုဘလို့တာအောင်နေရမယ်ကိုယ့်ရက်ွက်ကိုဘလို့တာအောင်နေရမယ်ခေါင်းဆောင်ဆိုရခေါင်းဆောင်လေးဆိုတာလဲဟုတ်လားကိုယ့်ပြည်နယ်ကိုဘလို့ဒီဒီပြည်နယ်ထက်ငါ့ပြည်နယ်ဘလို့ဘလောက်ထိပို့ပြီးတော့တိုးတက်ပြောင်းလဲရမယ်ဆိုရဟာနဲ့ဒါတော့ကျမတို့နိုင်ငံတိုးတက်တယ်အဲ့တော့ ျမတို့နိုင်ငံတိုးတက်ခြင်းအဲဘာသာသာသနာတွေကိုဖယ်ထားလိုက်အဲ့ဒါဆိုရင်ကျမတို့နိုင်ငံအသေးစားပေါ့တိုးတက်တယ်เนาะအခုလဲဟုတ်လားရှင်တို့အဲ့ဒီမဘာသာဆိုတဲ့ဟာတွေဟိုဒီဘာသာယူသာသနာယူလူမျိုးယူစောက်တလွဲမျိုးချစ်တွေကဒါအမျိုးမျိုးပြည်တွင်းထဲမှာခွဲခြားပြီးစောက်ပြက်သနာတွေတက်နေတာကျမတို့မြန်မာပြည်ထဲမှာရှိနေတဲ့လူတွေအချင်းချင်းอ่ะဟုတ်လားရန်ကုန်ကလူလဲမန္တလေးမှာလှုပ်သွားလို့ဒီမန္တလေးကလူလဲရန်ကုန်ကိုလာเนาะအဲ့တော့ ဒီလိုမျိုးရောနှောပြီးတော့နေနေရတာဒါကအခြေအနေအမှန်ပဲဒီအခြေအနေမှကျွန်တော်တို့လက်ခံပြီးသွားရမယ်ဒါကအခြေအနေမှပဲကျွန်တော်တို့ဒါဒီလိုမျိုးတယောက်အကျိုးစီးပွားတယောက်နဲ့သွားနေတဲ့အချိန်မှာဒီဘာသာသနာတွေအဒီကလားတွေဗမာတွေခွဲခြားနေလို့ဒီအကျိုးစီးပွားကြီးကဘယ်လိုလုပ်ရှဲရောက်တော့မှာလဲဟုတ်တယ်နော်အဲ့တော့ပြည်ပမှာရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အလုပ်သမားတွေလေမြန်မာပြည်ထဲမှာဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့ပြည်ပရောက်ရင်တော့အလုပ်သမားပဲနော်တခြားနိုင်ငံတွေရဲ့အလုပ်သမားပဲ เนาะအဲ့တော့အတူတူနေထိုင်ရတယ်ကျွန်တော်တို့လည်းမွတ်စလင်တွေနဲ့လည်းအတူတူနေထိုင်နေတယ်เนาะဗုဒ္ဓဘာသာတွေနဲ့လည်းအတူတူဒီမွတ်စလင်တွေကရှင်တွဲပြီးနေထိုင်ကြတယ်စားကြတောက်ကြစကားပြောကြဘာပြဿနာမှမဟုတ်เนาะပြဿနာ ဖြစ်နိုင်မဲ့ဒီဘာသာရေးသာသနာရေးအကြောင်းတွေကိုလည်းဘယ်သူမှကောင်းနေထည့်ပြီးတော့အရေးတည်လို့ပြောမနေပြောရင်ပြဿနာဖြစ်မှာအဲ့တော့ဒါတွေကိုရှောင်ရှားတဲ့အနေနဲ့တယောက်ကိုတယောက်ပေါ့ပြီးတော့ပြောကြတယ်ဦးစားပေးစနစ်လေးနဲ့ပြောကြတယ်เนาะ ခရိယန်တွေနဲ့ကျမတို့နဲ့လည်းဒါအတူတူပဲရှင်တွဲပြီးနေထိုင်အလုပ်လုပ်နေကြတယ်အဲ့မှာပါရာတာသနာဆိုတဲ့ဟာတွေအဲ့ဒီကနေပြီးတော့ ဆောက်တလွဲတွေလုပ်တဲ့အခါမှာဒီလူတွေရဲ့ရင်ထဲမှာလည်းအမုန်းတရားတွေပြန့်ပွားကူးဆက်ပြီးတော့မှအချင်းချင်းပြဿနာတွေဖြစ်ကြတာဒါတွေကိုကျမတို့ကနားလေကိုတို့တယ်เนาะအဲ့တော့ကျမတို့ပြည်သူအချင်းချင်းဘာပြဿနာမှမရှိဘူးပြည်သူချင်းချင်းကြားမှာဘာပြဿနာမှမရှိဒီလူမျိုးကြီးမိုက်ကအမတန်မှကူးဆက်မြန်တယ်အမတန်မှစိတ်ကိုနှိုးဆွလွယ်အဲ့တော့ကျမတို့ကအခုနောက်ပိုင်းမှာဆိုလို့ရှိရင်မွ슬င်တွေနဲ့ပဲစကားပြောပြောခရစ်ယာန်တွေနဲ့ပဲစကားပြောပြောကျမတို့ကဘာကိုပြောလဲဆိုရင်သူတို့ရဲ့ ဘာသာအရေးအရာမလွဲတာမရှောင်လို့စကားပြောပြခဲ့ပြီဆိုလို့ရှိရင်သူတို့ဘာသာရဲ့ကောင်းတဲ့အကွက်တွေကိုရှာပြီးတော့မှအားဓာတ်တွေချီးကျူးတာနော်အားဓာတ်တွေကိုလေးစားလိုက်နာတာအားကြတယ်ဆိုတဲ့အကြောင်းကိုပြောတာဒါကအချင်းချင်းအပြုသဘောဆောက်ပြီးတော့မှတယောက်ကိုတယောက်မေတ္တာတရားမျှတာဟိုအပေးယူမျှပြီးတော့မှအတူတူရှင်တွဲပြီးသွားလို့ရတယ်ကိုယ့်ဘာသာကိုလေးစားပါတယ်ချစ်ခင်ပါတယ်လို့ပြောနေတဲ့လူတယောက်ဘယ်သူကဟိုဒုန်းနဲ့လာထိုင်ရင်မှာတော့ ဘသူကအမုန်းစကားတွေဆက်ပြောနေမှာတော့အဲ့လိုမှမဟုတ်ပဲနဲ့နင့်ဘာသာကြီးကတော့ဟာလာငါတို့ဘာသာလောက်လည်းမကောင်းဘူးငါနင့်တို့ဘာသာမှာဘယ်လိုဘယ်လိုဟာကြီးတွေရှိနေတဲ့အချက်လက်တွေเนาะငါတို့ဘာသာမှာကြတော့ဒီလိုမျိုးမရှိဘူးလို့တော့ပြောသူတို့ကြိုက်မလားเนาะမကြိုက်ဘူးလေအဲ့တော့သင်ငန်းဝတ်ထားတဲ့ဘုန်းကြီးတွေအနေနဲ့อ่ะเนาะတခြားဘာသာကိုလေးစားရမှာเนาะတခြားလူမျိုးကိုလေးစားရမှာဟာလာကောင်းတဲ့အချက်တွေကို အတုယူယူသိရင်အတုယူရမှာကျမတို့လည်းမွ슬လင်တွေမှာကောင်းတဲ့အချက်တွေအများကြီးပဲရှိကျမတို့အတုယူရမှာနော်ကောင်းတဲ့အချက်တွေကိုတွေ့ယူရမယ်အကောင်းတဲ့အချက်တွေကိုဖော်ထုတ်ပြီးတော့မှကျမတို့ကမြောက်စားရမယ်နော်ကျမတို့ကအချင်းချင်းအပြန်အလှန်လေးစားမှုနဲ့တွားရမယ်ဒီလိုဆိုရင်ဘာပြဿနာမှဖြစ်စရာအကြောင်းမရှိတော့ဘူးအခုကျမတို့မြန်မာနိုင်ငံထဲမှာရှိနေမွ슬လင်တွေလက်ရှိတော်လှန်ရေးမှာအများကြီးပန့်ပိုးပါဝင်နေတ ဘာလို့လဲသူတို့မူဆလင်တွေဖြစ်နေတဲ့အတွက်သူတို့ကပို့ပြီးတော့မှသတိထားပြီးနေနေရဒါဒီအခြေအနေကိုကျွန်တော်တို့နားလဲရဟုတ်လားရိုဟင်ဂျာနဲ့ရခိုင်နဲ့ပြဿနာဖြစ်တော့ဒီမှာဖြစ်ဒီမှာနိုင်ငံသားမှာရောက်နေရရိုးရိုးသားသားအလုပ်လာလုပ်တဲ့လူကိုမိသားစုခွဲခွာပြီးတော့မှအလုပ်လာလုပ်တဲ့လူမစီမဆိုင်အသက်ခံတဲ့ရိုဟင်ဂျာရခိုင်အောင်တက်တယ်ရခိုင်ရိုဟင်ဂျာအောင်တက်တယ်ဘာအကျိုးတွေရသွားလဲမိသားစုတွေရင်ခွဲတာကြရတယ်ဟမ်ကောင်းတဲ့အကျိုးတစ်စက်မှမရှိဘူးဒီလူမျိုးကြီးခွဲခြားမှုလေအဲ့တော့တယောက်ကိုတယောက်ချစ်ရမယ် ဟိုအခြေခံသဘောတရားလူအချင်းချင်းချစ်ရမယ်ကဘာမြေကြီးอ่ะเนาะကဘာကြီးပဲပိုင်ပါတယ်ဘသူမှလည်းမပိုင်ပါဘူးဒီကဘာမြေကြီးထဲမှာရှိနေတယ်မြေကြီးမှန်သမျှနေရာမှန်သမျှလူမှန်ရင်ရှောက်လို့ရတယ်တတဝါမှန်ရင်အကုန်လုံးရှောက်လို့ရတယ်လူတွေကတာခွဲခြားပြီးတော့နိုင်ငံတွေနိုင်ငံတွေကွဲပြားသွားတာတကယ်တမ်းကြလို့ရှိရင်လောကရဲ့ဏ္ဍာမှာသဘောတရားပဲဖះမှဟာလာသူ့မြေပေါ်တော့နေမနေရအောင်ငါမြေပေါ်တော့နေမနေရအောင်သူ့မြေပေါ်သွားရင်တော့နေဟာလာဖះခစ်တော့ ဒီပြည်နယ်ကနေဟိုတပြည်နယ်ကိုသွားဖို့လက်မှတ်မလိုဘူးလေရင်လက်မှတ်မလဲမလိုဘူးเนาะအခွန်လဲဆောင်စရာမလိုဘူးเนาะဒီလောကထဲမှာရှိနေတဲ့လောကလူသားအားလုံးကဒီမြေကြီးတွေနဲ့ထိုက်တန်တယ်ဒီလောကကြီးနဲ့ထိုက်တန်တယ်ဒီအလှတရားတွေနဲ့အကုန်လုံးထိုက်တန်တယ်ကျွန်တော်တို့ကဒီလိုလေးသာအတိတရားလေးနဲ့သွားမယ်ဆိုရင်တယောက်ကိုတယောက်ဟိုမုန်းနေစရာမလိုတော့ဘူးတယောက်ကိုတယောက်ဦးစားပေးစနစ်အခုချိန်မှာလဲကျွန်တော်တို့ကဒီဦးစားပေးစနစ်လေးနဲ့သွားရမှာဟုတ်လား ကျမတို့မြန်မာနိုင်ငံထဲမှာဘာတွေပဲဖြစ်နေဖြစ်နေဒီလိုလူမျိုးရေးခွဲခြားမှုတွေเนาะဘာသာရေးခွဲခြားမှုတွေဘလောက်ပဲအမုန်းတရားပွားအောင်ပြောနေပြောနေကျမတို့အခြေခံအသည့်တရားလူဆိုတဲ့အသည့်တရားလေးရှိဖို့လိုတယ်เนาะလူဆိုတဲ့အသည့်တရားလေးရှိဖို့လိုတယ်เนาะအဲ့တော့မွ슬င်တွေပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ထမင်းစားတာပဲเนาะစိတ်ရင်နာတာပဲရိုက်ရင်နာတာပဲเนาะစဲရင်နာတာပဲအဲ့တော့ခုကကျမတို့နိုင်ငံမှာဘာဖြစ်နေလဲဆိုတော့ နေ့စဉ်နေ့စဉ်ဒီအမုန်းတရားတွေနဲ့ပဲဟိုတွာလာလှုပ်ရှားနေရတဲ့အတွက်ကျွန်တော်တို့ဟိုကျွန်တော်တို့ရှင်တွေကအတွင်းစိတ်ထဲမှာကောင်းတဲ့ဟာထက်မကောင်းတဲ့ဟာကမကောင်းတဲ့ energy ကပိုများနေတာဒါတွေကိုကျွန်တော်တို့ကမြင်အောင်ကြည့်ချက်ဖို့လိုတယ်ကျွန်တော်တို့အတွင်းစိတ်ထဲမှာမြင်လူဆိုတဲ့ဟာလာလူဆိုတဲ့အသိစိတ်ရှိဖို့လိုတယ်လူဆိုတဲ့အသိစိတ်အခြေခံသဘောတရားမြင့်တာတရားပဲကျွန်တော်တို့အချင်းချင်းမြင့်တာတရားနဲ့ချစ်ချင်းမြင့်တာနဲ့တွားကြရမယ်เนาะဒီရှေးရှေး เนาะตั้วဖို့ဆိုလို့ရှင်ကျမတို့အချင်းချင်းနားလည်မှုနဲ့တွားရမယ်เนาะအဲ့အတွက်ဘာလုံးအောင်လဲပြည်သူလူလူอ่ะသိလားမွတ်စလင်ထဲမှာပဲဖြစ်ဖြစ်ခရစ်ယာန်ထဲမှာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာထဲမှာပဲဖြစ်ဖြစ်ဘာသာရေးအစွန်းရောက်ပြောဟောနေတဲ့ကောင်းတွေကိုကျမတို့ကလက်ညှိုးထိုးရဲရမယ်เนาะအဲ့တော့ဗုဒ္ဓဘာသာမှာပဲရှိတာလားဆိုတော့မဟုတ်ဘူးရှိတယ်မွတ်စလင်ထဲမှာလည်းရှိတယ်เนาะဒါဟိုခရစ်ယာန်ထဲမှာလည်းဒီလိုမျိုးဘာသာရေးအစွန်းရောက်တွေရှိတယ် ဒီလိုအစွန်းရောက်တည်ပြောချင်ဟာပြောနေတဲ့တချင်းချင်းအမုန်းပွားအောင်ဘာသာရေးစည်းရုံးမှုတွေကိုမတော်မတရားရေးအလွန်အကျူးလှုပ်လာပြီဆိုလို့ရှိရင်ပြည်သူလူထုကလက်ညှိုးပြန်တို့နော်ဟာငါဘာသာကိုတော့အကောင်းမဲပြောတာပဲငါတို့ဘာသာအတွက်ပဲသူပြောတာပဲဆိုအဲ့လိုငြိမ်မနေနဲ့ကိုကိုဘာသာကိုကောင်းတာပြောတယ်ဆိုပြီးအဲ့လိုငြိမ်မနေနဲ့ဒါတွေကကျွန်တော်တို့နိုင်ငံတနိုင်ငံလုံးကိုပြောင်းဂျွန်းကျုံးပြန်တော့အောင်လုတ်ပြစ်လိုက်လုတ်ပြစ်လိုက်နိုင်တဲ့အမုံစကားတွေအမုံတရားစကားတွေဖြစ်တယ်ဒါတွေကို မတို့အနေနဲ့ကျမတို့ပြည်သူလူထုအနေနဲ့လက်မခံသင့်ဘူးမွတ်စလင်ပဲဖြစ်ဖြစ် ခရစ်ယာန်ပဲဖြစ်ဖြစ်ဘယ်တဲကကောင်းပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ဒီလိုအမုန်းတရားတွေခေါ်ပြောနေပြောရမယ်ရဲရဲတင်းတင်းပြောရမယ်မပြောနဲ့တခြားဘာသာကိုကျမဗုဒ္ဓဘာသာနေနဲ့မွတ်စလင်မကောင်းကြောင်းကိုခုံကြီးတစ်ပါးအနေနဲ့ပြောရင်ကျမအဲ့ဖုန်ကြီးကိုဆိုရှယ်မီဒီယာနေတစ်စင်ကျမပြောရမယ်နော်မပြောနဲ့တခြားဘာသာကိုငါတို့လက်မခံဘူးဘာလို့လဲတခြားဘာသာကငါတို့ဘာသာကိုလာပြောရင်လည်းငါတို့လက်ခံမှာမဟုတ်ဘူး ဲ့ဒီလိုပဲမွ슬င်တွေအနေနဲ့လည်းဒီလိုမျိုးကိုပါတာတဲ့ကနေပြီးတော့ပါဒီလိုအမုန်းတရားတွေဖျက်ဝင်နေတယ်ဆိုလို့ရှိရင်မပြောနဲ့မပြောနဲ့မကြိုက်ဘူးဒီလိုမျိုးဖြစ်နေရတယ်ခရစ်ယာန်လည်းအတူတူပဲဒီလိုမျိုးဖြစ်နေရတယ်ဒီလိုမျိုးသွားမှကျမတို့လူအတိုင်းဝိုင်းတကူကတိုးတက်ပြီးတော့မှတယောက်ကိုတယောက်အချင်းများချင်းတွေတက်ဖြတ်ချင်းတွေကကင်းဝေးမှာအဲ့ဒါမှကျမတို့ကစီးပွားကောင်းကောင်းရှာပြီးတော့ကိုမိသားစုနဲ့အေးအေးဆေးဆေးနေပြီးတော့မှဘာသာတရားကိုလည်းကန့်ကန့်ဟိုဟိုအေးအေးဆေးဆေးကျမတို့က ကိုဂျုံကြည့်တဲ့ဘာသာကိုအေးစစ်စစ်ဆက်သွားလို့ရတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့နိုင်ငံကြီးဘယ်နဲ့လို့မလို့เนาะအမြဲတမ်းဒီအာအာနာရှင်တွေအာနာယူတွေကအမြဲတမ်းဓာကြီးကိုပဲခုတုံးလှုပ်လှုပ်ပြီးတော့ဓာကြီးနဲ့ပဲကျွန်မတို့ကိုအနိုင်ယူယူတော့တာဓာကြီးနဲ့ပဲကျွန်မတို့ကိုပြဿနာကြီးခံကြီးတာเนาะအဲ့ဒါကြောင့်မို့ကျွန်မပြောခြင်းနဲ့ဖုန်ကြီးတွေเนาะ ပြည်သူတွေးတာကိုစားနေတာရှင်တို့လည်းအတူတူပဲเนาะအစိုးရဆိုတဲ့ကောင်တွေနဲ့အတူတူပဲရှင်တို့လည်းပြည်သူတွေးတာကိုစားပြီးတော့ပြည်သူကသာသာဘာသာသာသနာထွန်းကားအောင်လုပ်ခိုင်းနေတာဘာသာသာသနာကိုပဲထွန်းကားအောင်လုပ်တာစောက်တလွဲတွေမပြောနေစောက်တလွဲတွေပြောရင်အခုလိုမျိုးကျွန်မစောက်စောက်တွေနဲ့နှိုင်းပြီးတော့ရှင်တို့ပြောခံပါရှင်တို့ကလူပဲဖြစ်နေမယ်လူပဲဖြစ်မှာသင်ငန်းပတ်